안녕하세요여러분ဒီနေ့ကတော့ဖြီးတရာပေါင်းပြီးတော့မှအတန်ထွက်တဲ့နေကိုပြောပြပေးမှဖြစ်ပါတယ်အဲ့တော့ဖြီးနဲ့တရာနဲ့နှစ်ခုတည်းပဲရိုးရိုးရှင်းရှင်းပဲပေါင်းမယ်ဖြီးရဲ့တရာရဲ့နှစ်ခုတည်းပဲပေါင်းပြီးတော့မှအတန်ထွက်တဲ့နေဘယ်လိုထွက်ရမလဲဆိုတာကိုပြောပြပေးမှဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်ရှေ့ကဖြီးရဲ့တရာတွေကိုတိတိကျကျရပြီးတော့ကွက်ကွက်ပြပြသိနေပြီဆိုမှဒီနေနဲ့လေ့ကျင့်တဲ့အခါမှာ မြင်းမြင်းဆန်းဆန်းလွယ်လွယ်ကူကူနဲ့အတန်းထွက်နိုင်မှာဖြစ်ပါတယ်။အဲ့တော့အမြဲတမ်းပြောခဲ့တဲ့ဘီးတရဟုတ်ပြီဘီးနဲ့တရနဲ့ပေါင်းမယ်ဆိုရင်အမြဲတမ်းဘီးကိုအရင်ရေးပေးရမယ်။ဘီးကိုရေးပြီးပြီဆိုမှတရကိုနောက်ကရေးပေးရမှာ။ဘယ်တော့အဲ့လိုပုံစံမျိုးနဲ့ရေးမယ်အမြဲတမ်းဘီးကိုအရင်ဆုံးရေးရမယ်ဘီးတစ်လုံးနဲ့ရေးလို့တော့မရဘူးအဲ့တော့ဘီးနဲ့တရနဲ့ပေါင်းပြီးတော့အတန်းထွက်တဲ့နီးကြည့်အောင်အဲ့တော့နံပါတ်1အနေနဲ့ဘီးမြောင်းကို တန်တရာနေပေါင်းသောအခါအတန်တတန်နာထွက်ပေးရမယ်။အဲ့တော့ဘီးတွေကိုဘာနဲ့ပေါင်းမလဲဆိုအတန်တရာအတန်ထွက်တဲ့တရာအဲ့တော့ဒါဆိုရင်မူရင်းတရာဆေလုံးဖြစ်တဲ့အာယာအောယောအူယူအူအီအဲ့ဒီထဲကမှအတန်ထွက်တဲ့တရာတွေအတန်ထွက်တဲ့တရာတွေနဲ့ပေါင်းလိုက်တဲ့အခါအတန်ဘယ်နဲ့တန်ထွက်မလဲဆိုတော့တတန်နဲ့ထွက်ပေးရမယ်။အဲ့တော့မယားမာကဘီးများကိုအတန်တရာနဲ့ပေါင်းသောအခါအတန်တတန်နာထွက်ရမယ်။ နံပါတ်1အချက်ကဖြီးတွေကိုရတန်တရာနဲ့ပေါင်းတဲ့အခါအတန်ပနတန်ထွက်မယ်နံပါတ်ထွက်မယ်အတန်တရာနဲ့ဆိုအတန်တတန်ပဲထွက်မယ်ရတန်တရာနဲ့ဆိုအတန်နှစ်တန်ထွက်ရမယ်နောက်တစ်ခုရတန်တရာနဲ့ပေါင်းတော့လဲပဲအဲ့တော့ဒီမှာအပေါ်မှာအပေါ်အချက်မှာပြောထားတာကဟုတ်ပြီ ရတန်တရာဆိုရင်အမြင်နဲ့ရတန်တရာနဲ့ပေါင်းရင်အတန်ဘယ်နှတန်ထွက်မယ်လို့ပြောထားတယ်နှစ်တန်ထွက်မယ်လို့ပြောထားတယ်ဒါပေမဲ့8ခေကမှအတန်နှစ်တန်မထွက်ဘဲနဲ့အတန်ပြောင်းထွက်တဲ့ပြီးခုနှစ်လုံးရှိတယ်အတန်ပြောင်းပြီးတော့မှတတန်နဲ့ပဲထွက်တော့တာ နှစ်တန်မဟုတ်တော့ဘူးအတန်ကိုပြောင်းလိုက်တယ်ပြောင်းပြီးတော့တတန်နဲ့ပဲထွက်တယ်ဘီး9လုံးရှိတယ်အဲ့ဒါဘာတွေလဲကြည့်ရအောင်အဲ့တော့နဆိုရင်သူ့ကိုဘာလို့ဘာလို့ပြောင်းမလဲဆိုတော့ညလို့ပြောင်းမယ်ဘယ်ချင်းနေမှာပြောင်းထွက်မှာလဲဆိုတော့ဒီရတန်တရာနဲ့တွေ့တဲ့အခါမှာနကိုညဆိုတဲ့အတန်ပြောင်းထွက်မယ်အဲ့တော့အတူတူပဲမမကိုလည်းပဲရတန်တရာနဲ့ပေါင်းတဲ့အခါမှာညဆိုပြီးအတန်ပြောင်းထွက်မယ်နောက်ဘဘကိုလည်းအတူတူပဲရတန်တရာနဲ့ပေါင်းတဲ့အခါမှာဗျဆိုပြီးအတန်ပြောင်းထွက်မယ်နောက် စရယ်စရယ်စစဒီနှလုံးကလည်းအတူတူပဲရတန္တရာနဲ့ပေါင်းတဲ့အခါသူ့ကိုလည်းရှဆိုပြီးအံပြောင်းနိုင်မယ်သူ့ရဲ့မူရင်းစစအဲ့ဒီအတန်လေးနဲ့မထွက်တော့ဘဲနဲ့ရှဆိုပြီးမှအတန်ပြောင်းထွက်ပေးမယ်နောက်တစ်ခုကဖဖကိုလည်းအတူတူပဲရတန္တရာနဲ့ပေါင်းတဲ့အခါဖြဆိုပြီးအတန်ပြောင်းထွက်ပေးမယ်နောက်တစ်ခုကပ ပလည်းအတူတူပဲပကိုလည်းရတန်တရာနဲ့ပေါင်းတဲ့အခါမှာပြန်ဆိုပြီးအတန်ပြောင်းနှိမ့်မယ်ဒါကြောင့်မလို့ဒီခုနှလုံးကတော့ချွင်ချက်အနေနဲ့မှတ်ပြီးထားရမယ်ဒီခုနှလုံးကရတန်တရာနဲ့ပေါင်းတဲ့အခါကျရင်အတန်ကိုနှစ်တန်မထွက်ဖယ်နဲ့အတန်တတန်နဲ့ပဲပြောင်းထွက်ရမယ်ဟုတ်ပြီနောက်တစ်ချက်နံပါတ်၄အချက်က ရာဘီလေးမှာအတန်နှစ်တန်ရှိရလို့ပြောရာလို့ထွက်တယ်လလို့ထွက်တယ်နှစ်တန်ထွက်တယ်လို့ပြောထားပေးတယ်အတန်ထွက်နှစ်ခုရှိရလို့ပြောထားပေးတယ်အဲ့တော့သူ့ကိုကြည့်ရအောင်အဲ့တော့အတန်တရအင်းနဲ့ပေါင်းတဲ့အခါကျရင်တော့သူ့ရဲ့ရာဆိုတဲ့အတန်နဲ့ပဲပေါင်းအတန်ထွက်မယ်အတန်တရနဲ့ပေါင်းရင်ရာဆိုပြီးအတန်ထွက်မယ်ရာတန်တရနဲ့ပေါင်းရင်တော့လနဲ့အတန်ထွက်ပေးရမယ်လအတန်ထွက်ပေးရမယ်အဲ့တော့ဒီရာလေးကိုကြည့်တဲ့အခါမှာလည်းသတိထားမယ်ရာနဲ့ပေါင်းထားတဲ့တရကအတန်တရလားဒါမှမဟုတ်ရာတန်တရလား အဲ့တော့အတန္တရာနဲ့ပေါင်းထားရင်တော့သူကိုရဆိုပြီးတော့မှထွက်ပေးပြီးတော့ယတန္တရာနဲ့ပေါင်းရင်တော့လဆိုတဲ့အတန်နဲ့ထွက်ပေးရမယ်။ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကစာနဲ့စာစာနဲ့စာကိုအီဆိုတဲ့တရာနဲ့ပေါင်းလိုက်တဲ့အခါရှီဆိုပြီးအတန်ထွက်မယ်။အဲ့တော့စာနဲ့အီနဲ့ပေါင်းလဲရှီပဲအတန်ထွက်မယ်။စာနဲ့အီနဲ့ပေါင်းလဲရှီဆိုပြီးတော့မှအတန်ထွက်ပေးရမယ်။အဲ့တော့ဒါလေးကလည်းချွင်းချက်လေးနဲ့မှတ်ထားပေးရမယ်။ပြီးရင်နောက်တစ်ခုကအပြီးအပြီးဆိုတာကအတန်မရှိပြီး အဆိုတော့ကအတန်မရှိပြီးဖြစ်တဲ့အတွက်ကြောင့်ဘေတရနဲ့ပဲပေါင်းပေါင်းတရအတန်ပဲပြန်ထွက်ပေးရမယ်အဲ့တော့ပြောချင်တာကအနဲ့အာနဲ့ပေါင်းရင်လည်းအာဆိုတဲ့တရအတန်ပဲထွက်မယ်အနဲ့ယာနဲ့ပေါင်းရင်လည်းယာဆိုတဲ့တရအတန်ပဲထွက်မယ်အဲ့လိုထွက်ပေးရမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့တော့ကြည့်ကြအောင်အဲ့တော့ဒီဘီးတွေကိုဗာနဲ့ပေါင်းမယ်ပထမတစ်ချက်ပြန်သွားမယ်အတန္တရနဲ့ပေါင်းမယ်အတန္တရနဲ့ပေါင်းရင်အတန်မနဲ့တတန်ဟုတ်ပြီဒါဆိုရင်နံပါတ်1ရတန္တရနဲ့ပေါင်းရင်အတန်က2တန် ဲ့တော့ရန်သန္တရာနဲ့ပေါင်းပြီးတော့အတန်နှစ်တန်မထွက်ဘဲနဲ့ပြောင်းထွက်တာခုနှစ်လုံးဒါဆိုရင်ဘီတရာအတန် ပေါင်းပြီးတော့မှထွက်မယ်အဲ့တော့စာရေးတဲ့အခါကအာယာအောယောဤဆိုတဲ့ဒါကို B ရဲ့ဘမရေးအနောက်မှာရေးပေးရမယ်ဒါကစာရေးနေပြီးရင်တရတွေကိုကျတော့ B ရဲ့ဘမဒီ O ယော U ယော O ဆိုတဲ့တရတွေကို B ရဲ့အောက်မှာရေးပေးရမယ်ဒါဆိုရင်နံပါတ်1အချက်လေးကိုရင်သွားကြည့်ရအောင် B မြောက်ကိုအတန်တရနဲ့ပေါင်းတဲ့အခါအတန်ဖက်နှစ်တန်တတန်နဲ့ထွက်ပေးရမယ်ဟုတ်ပြီဒါဆိုလို့ရှိရင် B ကိုအဲ့အတန်တရနဲ့ပေါင်းပြီးအတန်ထွက်ကြည့်အောင်အဲ့တော့ဒီမှာဟုတ်ပြီ ဲ့တော့ဒီမှာကသရတွေကိုစီပြီးရေးလိုက်မယ်သရ16လုံးစီပြီးရေးလိုက်မယ်ဒီမှာအကွက်တစ်ကွက်ချန်မယ်ဒီဘက်မှာအဗီ16လုံးကိုဒီမှာစီပြီးတော့မှရေးမယ်အကွက်တစ်ကွက်ချန်ခဲ့မယ်အဲ့ဆိုဒီဘက်ဒီလိုမျိုးအလျားလိုက်အကွက်က20ဖြစ်မှာပေါ့နော်ဟုတ်ပြီဆိုရင် down line ။မနောထောင်လိုက်အကွက်ကားဒီမှာအာယာအိုယိုအူယိုအူယိုအီးဆိုတဲ့တရဆယ်လုံးမူရင်တရဆယ်လုံးရေးလိုက်မယ်။ဒါဆိုလို့ရှိရင်ဒီရှိမှာတကွက်ချမ်းမယ်ဆိုဒီအပေါ်အောင်ဒီထောင်လိုက်အကွက်က၁၁ကွက်ဖြစ်မှာပေါ့နော်။အဲ့လိုမျိုးလေးအရင်ဆွဲလိုက်မယ်ဆွဲပြီးတော့မှခုနပြောသွားတဲ့အချက်တွေနဲ့အတန်ထွက်ကိုလေ့ကျင့်ကြည့်မယ်ရေးကြည့်မယ်ပေါ့။အဲ့ဒါဆိုလို့ရှိရင်မမေ့တော့ဘူး။ဒါဆိုရင်အရင်ဆုံးပါလဲဆိုတော့ဂျီနဲ့ဘာတန်တရအတန်တရနဲ့ပေါင်းရင်အတန်ဗန္ဒန်တက်တန်။ဟုတ်ပြီဒါဆိုလို့ရှိရင်အာယာအိုယိုအူယိုအူယိုအိုဒီတဲ့ကအတန်တရတွေကိုကြည့်ကြည့်အောင်အတန်တရတွေကဘယ်သူတွေလဲဆိုလို့ ရှင်အဲ့တော့အာဆိုရဲတရာရဲ့အိုဆိုရဲတရာရဲ့အိုဆိုရဲတရာရဲ့ကူဆိုရဲတရာရဲ့အီအဲ့တော့အဲ့ဒီစလုံးတွေကပါလဲဆိုလို့ရှိရင်အတန်တရာတွေအဲ့တော့အလွယ်မှတ်လို့ရှိရင်ပါလဲဆိုတော့မြင်းတချောင်းနဲ့ပါတာမြင်းတချောင်းနဲ့ပါတဲ့အတန်တရာတွေအဲ့ဒါတွေနဲ့ဒီကြီးတွေနဲ့ပေါင်းတဲ့အခါအတန်တတန်နဲ့ထွက်ရမယ်အဲ့တော့ဒါဆိုလို့ရှိရင်ဘာနဲ့ပေါင်းမလဲဃာနဲ့အာဆိုရဲတရာလေးနဲ့ပေါင်းမယ်အဲ့တော့အတန်ကတတန်နဲ့ထွက်မယ်ဒါဆိုလို့ရှိရင်အရင်ဆုံးဘာကိုအရင်ရေးရမလဲ B ကိုအရင်ရေးရမယ်ဒါဆိုရေးကြည့်မယ်အဲ့တော့ဂဂရဲ့ပြီးရင် နောက်ကဘာတရာအာတရာအာဆိုတဲ့တရာက B ရဲ့အနောက်မှာရေးမှလားအောက်မှာရေးမှလားဆိုတော့အနောက်မှာရေးမယ်အဲ့တော့ဂအာအဲ့တော့ဘာတန်ထွက်မယ်ဂလို့ထွက်မယ်ဂအာဂဟုတ်ပြီအဲ့လိုအတန်ထွက်မယ်အဲ့တော့အာဆိုတဲ့နေရာမှာဒီ B ရဲ့အတန်ဂလေးကိုထည့်လိုက်မယ်အဲ့တော့ဂအာဂါဆိုပြီးတော့မှထွက်သွားမယ်ဟုတ်ပြီဂါအာဂါဆိုရင်နောက်တစ်ခုတ် အဲ့တော့နာရဲ့ဘာရဲ့ပေါင်းမှာအာဆိုတဲ့တရားကြီးနာအာဆိုပါရင်ထွက်မယ်နာအာနာလို့အတန်းထွက်မယ်ဟုတ်ပြီနာအာနာပြီးတော့ရင်နောက်တစ်ခုဒါနဲ့ဟုတ်ပြီနော်အဲ့တော့ဒီရဲ့ဒါဆိုတဲ့စလုံးရဲ့ဒါဆိုတဲ့ဘီရဲ့တရားရဲ့ပေါင်းမယ်ဟုတ်ပြီဒါဆိုရင်ဒါအာဆိုပါရင်ထွက်မယ်ဒါလို့ထွက်မယ်ဟုတ်ပြီနောက်တစ်ခုကရာအာရာအာဒါဆိုပါရင်ထွက်မယ် ra လို့ထွက်မယ်အဲ့တော့ ra ဆိုတဲ့ဘီးလေးကဘာလဲဆိုတော့ပြောခဲ့တယ် ra ဆိုတဲ့ဘီးလေးကဒီ ra ဆိုတဲ့ဘီးလေးကိုဘာလဲဆိုတော့အတန်တရနဲ့ပေါင်းရင်အတန်ကဘာတန် ra တန်အဲ့တော့ ra a ဆိုပါတယ်ထွက်မယ် ra လို့အတန်ထွက်မယ် ra a ra ra a ra ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုက ma a ma a ဆိုပါတယ်ထွက်မယ် ma အတန်ဟာတတန်နဲ့ဆိုတော့ ma a မရေးချတဲ့နဲ့ထွက်သွားမယ်မအမဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကဘာအာဘာအာဘာအာဆိုပါတယ်ထွက်မယ်ဘာဘာအာဘာဒါဆိုရင်ဟုတ်ပြီစာအာစာအာစာဟုတ်ပြီအာ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 သူကြတော့ပါထွက်မှာအာဆိုပြီးထွက်မယ်အာအာဆိုပါတယ်ထွက်မယ်အာလို့ပဲအတန်ထွက်မယ်အဲ့တော့အာကအတန်မရှိတဲ့ပြီဒါကြောင့်ဘယ်တရားနဲ့ပဲပေါင်းပေါင်းပါတန်ထွက်မယ် အအတန်မဲ့ထွက်တရအတန်မဲ့ထွက်မယ်ဒါကြောင့်မလို့အာအာဟုတ်ပြီဒါဆိုရင်တော့ဂျာအာဘာရန်ရမယ်ဂျာဂျာအာဂျာဟုတ်ပြီဒါဆိုရင်နောက်တစ်ခုချာအာချာချာအာချာဟုတ်ပြီဒါဆိုရင်နောက်တစ်ခုချာအာချာဟုတ်ပြီဒါဆိုရင်ခာအာခာဟုတ်ပြီနောက်တစ်ခုထာအာထာဟုတ်ပြီနောက်တစ်ခုဖာအာဖာအာဆိုပါနော်မယ်ဖာ ဖာဖာဟုတ်ပြီဒါဆိုရင်နောက်တစ်ခုဟာ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 လို့ထွက်မယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကာ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 ဟုတ်ပြီနောက်တစ်ခုကတာ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 ဟုတ်ပြီနောက်တစ်ခုပာ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 ဟုတ်ပြီနောက်တစ်ခုစာ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 ဟုတ်ပြီနောက်တစ်ခုကကြာ ဘာတန်ထွက်မလဲကြာ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 ဆိုတဲ့အတန်ထွက်မလဲဟုတ်ပြီတော့ဆိုလို့ရှိရင်ဂျီနဲ့အတန်တရာနဲ့ပေါင်းရင်အတန်ကတတန်ဟုတ်ပြီတော့ဆိုရင်ဒီအာဆိုတဲ့တရာလေးနဲ့ပေါင်းတဲ့ခါနောက်ကရေးချတန်လေးထည့်ထည့်လိုက်မှာဟာဟုတ်ပြီတော့ဆိုရင်ယတန်တရာခဏထားမယ်ဟုတ်ပြီနောက်တစ်ခုဒီရဲ့နောက်ထပ်အတန်တရာဖြစ်တဲ့အောနဲ့ပေါင်းမယ်ဒါဆိုရင်အတန်တရာနဲ့ပေါင်းရင်အတန်က တက်တန်မဲ့ထွက်မယ်အဲ့တော့ဒါဆိုရင်သူဤထိုးအရေးချအော်ဒါဆိုအနေရာမှာဘီလေးအတန်ထဲအဲ့တော့သူဤထိုးရေးချတန်လေးထွက်မယ်အဲ့တော့ဒါဆိုရင်အဲ့တော့ဒီဘီနဲ့တရနဲ့ပေါ့မယ်ဒါဆိုရင်ဒီတရကအပေါ်အောင်ဒေါင်လိုက်တရဖြစ်တဲ့အတွက်ဘီရဲ့ဘမရေးအနောက်မှာရေးဒါဆိုရေးရေးပြီးအတန်ထွက်မယ်ဂါအော်ဘာနဲ့ထွက်မယ်ဂေါဂါအော်ဂေါဟုတ်ပြီဒါဆိုရင်နောက်နာအော်နော် နာအောနောနောက်တစ်ခုဓာအောဒောဓာအောဒောဟောပြီးရာအောရောရာအောရောရာတန်နဲ့ပဲထွက်မယ်ဟောပြီးနောက်တစ်ခုမာအောမောမာအောမောနောက်တစ်ခုဘာအောဘောဘာအောဘောနောက်တစ်ခုစာအောဆောစာအောဆောနောက်တစ်ခုအာအောအောအာအောအောဟောပြီးနောက်တစ်ခုဂျာနောက်တစ်ခုက 자어 저 자어 저 나고 자어 쳐 자어 쳐 어베이 나고 가어 코 가어 코 어베이 나고가 타어 토 타어 토 어베이 나고 파어 퍼 파어 퍼 어베이 나고 하어 허 하어 허 어베이 나고 가어 공 ကာအောကောဟုတ်ပြီနော်ခုတာအောတောတာအောတောပါအောပေါ်ပါအောပေါ်နော်ခုစာအောစောစာအောစောဟုတ်ပြီနော်ခုကြာအောကျော်ကြာအောကျော်ဟုတ်ပြီအဲ့လိုထွက်သွားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုဒါဆိုလို့ရှိရင်အဲ့တော့ဒီအောနဲ့ပေါင်းတဲ့ခါကျတော့ အနေအမှာဘီးရဲ့အတန်လေးတွေထည့်မယ်တဝေထိုးရေချအတန်လေးတွေထွက်သွားမယ်ဟုတ်ပြီဒါဆိုရင်ရောကိုထားမယ်နောက်အတန်တရာဖြစ်တဲ့အိုတရာနဲ့ပေါင်းမယ်အဲ့တော့အိုဆိုတဲ့ဟာကိုကြည့်ရအောင်အဲ့တော့ရှေ့ကအားလို့အောလို့လိုမျိုးအပေါ်အောက်တရာအပေါ်အောက်ဒေါင်းလိုက်ရေးထားတဲ့တရာမဟုတ်ဘူးအလျားလိုက်ရေးထားတဲ့တရာဒါဆိုဒီတရာကြတော့ဘီးရဲ့ဗမာရေးပေးရမယ်ဆိုဘီးရဲ့အောက်မှာရေးပေးရမယ်ဟုတ်မနော်အဲ့တော့ o u u u ဆိုတဲ့ငါးလုံးကဘီးရဲ့ဗမာရေးရမယ် o y o u y u o ဆိုတဲ့ငါးလုံးက b ရဲ့အောက်မှာရေးပေးရတယ်ဒါကြောင့်မလို့အဲ့တော့သူ့ကိုရေးတဲ့အခါကျရင် b ကိုအပေါ်မှာရေးမယ်အများနဲ့မှတ်ရမှာက b ကို အရင်ဆုံးရေးရေးပြီးရင်နောက်ကပေါင်းတဲ့တရကိုအနောက်မှာရေးရမှာလားအောက်မှာရေးရမှာလားအဲ့လိုကြည့်ပေးရမယ်ဒါဆို o အဲ့တော့ o ဆိုတော့ a ရဲ့နေရာမှာ b ရဲ့အတန်ထဲမှာဖြစ်တဲ့အတွက်လုံးကြီးတင်တစ်ချောင်းငင်းတဲ့အတန်ထွက်ရမယ်ဒါဆိုရင် ဒီနဲ့တရနဲ့ပေါင်းအောင်အဲ့တော့ဒါဆိုရင်ဒီရဲ့ဂါလေးနဲ့ဒီကိုလေးနဲ့ပေါင်းအောင်ဂါအိုအဲ့တော့ဂျီရဲ့ဘာမှရေးမယ်အောက်မှရေးမယ်ဂါအိုဘာလဲထွက်မယ်ဂိုဂါအိုဂိုဟုတ်ပြီဒါဆိုနာအိုနိုနာအိုနိုဟုတ်ပြီဒါဆိုနောက်တစ်ခုဒါအိုဒိုဒါအိုဒိုနောက်တစ်ခုရာအိုရိုရာအိုရိုရာတဲ့နဲ့ထွက်မယ်ရိုနောက်တစ်ခုမာအို မိုမာအိုမိုဟိုဘေးနာကုဘာအိုဘူဘာအိုဘူနော်ဆာအိုဆူဆာအိုဆူဟိုဘေးအိတ်တန်ထွက်မယ်ဆာအိုဆူဟိုဘေးနာကုအာအိုကြတော့ပါတယ်မှာအိုပဲထွက်မယ်အာအိုအိုအဲ့တော့အကအတန်မရှိဘီအတန်မရှိဘီဖြစ်တဲ့အတွက်တရအတန်ပဲပြန်ထွက်အဲ့တော့အာနဲ့ပေါင်းရင်အာအတန်ထွက်အောနဲ့ပေါင်းရင်အောတရနဲ့ပေါင်းအောတရအတန်နဲ့ထွက် ဩတရအတန်ပေါင်းရင်ဩတရဆိုတဲ့အတန်ထွက်ဟိုဟုတ်ပြီဒါဆိုရင်နောက်တစ်ခုဂျာဩဂျိုဂျာဩဂျိုနောက်တစ်ခုချာဩချူချာဩချူဟုတ်ပြီနောက်တစ်ခုခာဩခူခာဩခူဟုတ်ပြီနောက်တစ်ခုထာဩထူထာဩထူဟုတ်ပြီနောက်တစ်ခုဖာဩဖူဖာဩဖူဟုတ်ပြီနောက်တစ်ခုဟာဩဟူ ဟာအိုဟိုဟောပြီးနောက်တစ်ခုကာအိုကိုကာအိုကိုဟောပြီးနောက်တစ်ခုတာအိုတူတာအိုတူနောက်တစ်ခုပအိုပူပအိုပူနောက်စာအိုစူစာအိုကြတော့စူစာအိုစူဟောပြီးနောက်တစ်ခုကြာအိုကျူကြာအို ကျို့ဟိုပြီးအဲ့လိုမျိုးထွက်မယ်ဒါဆိုရင်နောက်အဲ့တော့ကြောက်ဟိုဘာလို့ထွက်မလဲကျို့လို့ထွက်ပြရမယ်ဟုတ်ပြီဒါဆိုရင်ဒီမှာကြည့်အောင်အဲ့တော့ဒီမှာရေးထားတဲ့ဟာလေးတွေမှာဒီမှာဒါလေးတွေက20လဲရရတယ်เนาะမထိပဲနဲ့ရေးလို့ရတယ် အဲ့ဒီမှာကတော့သူကထိထားတယ်အဲ့တော့မထိဘဲနဲ့ရေးလို့ရတယ်ဒီလိုမျိုးလေးတွေကအိုဆိုဒီလိုကြရတယ်ပေါ့နော်တအိုတို့ပအိုပိုစအိုဒါလေးဆိုမထိဘဲနဲ့ရေးထားတာဟုတ်ပြီနော်အဲ့တော့ဒီမှာကတော့ပုံလေးစလုံးပုံစံဖြစ်နေလို့သူကထိနေတာလေမထိဘဲနဲ့ရေးလို့ရပါတယ်သူကလည်းသူ B က B တရကတရရေးလို့ရတယ်ဟုတ်ပြီနော်အဲ့ဆိုရင်ဒါအဲ့တော့ဒါဆိုရင်ဒီ O တရနဲ့ပေါင်းရင်ကြတော့ O တရနဲ့ပေါင်းရင်ကြတော့လုံးကြီးတင်တချောင်းရင်တန်းထွက်ရပါမယ်ဟုတ်ပြီဒါဆို U U ဆိုတော့ရတန်တရမှုသူ့ကိုခဏထားမယ်နောက်တစ်ခု อูဆိုတဲ့တရားနဲ့မောင်းမယ်อูဆိုတဲ့အတန်တရားနဲ့မောင်းမယ်အဲ့တော့အတန်တရားနဲ့မောင်းရင်အတန်ကတတန်อูဒါဆိုရင်ဘာလန်ထဲမယ်အကိုအဘီးနေရမှာတခြားဘီးရဲ့အတန်တွေထဲမှာဖြစ်တဲ့အတွက်နှစ်ချောင်းငင်တန်ထွက်မယ်ဒါဆိုရောအဲ့တော့อูဆိုတဲ့တရားကလည်းဘီးရဲ့အနောက်မှာရေးမှာလားအောက်မှာရေးမှာလားဆိုဘီးရဲ့အောက်မှာပဲရေးပြရမယ်ဘိညာရေးထားတာဖြစ်တယ်ဟုတ်နော်အလျားလိုက်တရားတွေဖြစ်နေတာဖြစ်တဲ့သူကိုအောက်မှာရေးပြရမယ်ဒါဆိုရင်ကြည့်အောင်ဂါอูဂါอูဘာလန်ထွက်မယ်ဂူ ဲ့တော့သူကဒီမှာကတ်နေတယ်ဒါပေမဲ့ကတ်ပြီးတော့မှရေးစရာမလိုဘူးเนาะသူကလည်းသူကြီးရပြီးတရာတရာသူအောက်တက်တက်မှရေးပြင်းရပြီးအဲ့တော့ဂါဥခုဂါဥခုဟောပြီးတာဆိုရင်နောက်တစ်ခုနာဥနုနာဥနုနောက်တစ်ခုဓာဥဒုဓာဥဒုနောက်ရာဥရုရာဥရုနောက်မာဥမူမာဥမူအဝိနာတစ်ခုဘာဥဘူ ဘူဘူအဘိနတ်ကုဆာဥစုဆာဥစုနတ်ကုအာဥဥအာဥဥအဲ့တော့ဥဆိုရဲတရနဲ့ပေါင်းတော့အကအတန်မရှိပြီးဖြစ်တဲ့အတွက်ဥတရနဲ့ပေါင်းတဲ့အတွက်ဥဆိုရဲအတန်မတူပြန်ထွက်မယ်နောက်တစ်ခုဂျာဥဂျာဥဂျူဂျာဥဂျူဂျာဆိုနှချောင်းငင်းနဲ့ထည့်လိုက်တော့ဂျူအဘိနချာဥချူ 차우 추 어비 이날 구 카우 쿠 카우 쿠나 타우 투 타우 투 파우 푸 파우 푸 나르쿠 하우 후 하우 후 어비 나르쿠 까우 구 나, 타, 우, ကာဥကုဒါဆိုတက်တက်စီကြီးလိုရနော်အဲ့လိုမျိုးကတ်ပြီးထိနေစရာမလိုဘူးကာဥကုနောက်တစ်ခုတာဥတူတာဥတူတောင်းပူတာနဲ့ထွတ်ထွတ်တာနဲ့ထွတ်ထွတ်သူ့ဖြစ်ခံပြီးတာပဲနောက်တစ်ခုပာဥပူပာဥပူဟုတ်ပြီနောက်တစ်ခုစာဥစုစာဥစုနောက်တစ်ခု ကြာဦးကျူကြာဦးပိုင်းထွက်မယ်ကျူလို့အတန်းထွက်ပြင်မယ်ကြာဦးကျူဟုတ်ပြီဒါဆိုလို့ရှိရင်ဥတရနဲ့ပေါင်းတဲ့ခါကျတော့ဘာတန်နေနဲ့ထွက်လဲဆိုလို့ရှိရင်ဥတရနဲ့ပေါင်းတဲ့ခါကျတော့နှစ်ချောင်းငင်နဲ့ထွက်မယ်ဂျီတွေကိုနှစ်ချောင်းငင်ထည့်လိုက်ရင်အတန်းထွက်လို့ရသွားပြီဟုတ်ပြီနောက်ဒီ u ဆိုတဲ့တရာကိုရတဲ့တရာမလို့သူ့ကိုထားခဲ့မယ်ဒါဆိုရင်ဒီ us ဆိုတဲ့တရာနဲ့ပေါင်းမယ် us ဆိုတော့ was way တတ်တတ်ပေါ့အဲ့တော့အဲ့ဒီ us ဆိုတဲ့တရာနဲ့တန်နဲ့ထွက်မယ်အဲ့တော့အနေရမှာ ကြီးတန်ထဲမယ်။အော်ဒါဆိုထွက်မယ်။ဂါအောဂဒါဆိုတက်တက်စီလို့ရရနော်။တက်တက်စီမထီပဲနဲ့ယူလို့ရတယ်။ဂါအောဂဂါဝါဆဲတတဂောဆိုရတယ်နော်။ဂါအောဂဂဟုတ်ပြီ။ဒါဆိုရင်နောက်တစ်ခုနာအောနနာအောနဒါအောဒါအောဒဒါအောဒဟုတ်ပြီနော်။ရာအောရော 八五六六八五五八五五，八一六九八五五八五五，六三五四三五四六二五二二五二二，六七五九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 ，卡五。 可卡呃可查呃扯查呃扯帕呃破帕呃破啊不哈呃呵哈呃呵啊不那我的哭嘎嘎呃个嘎呃个啊不那的哭扎呃的扎呃的啊不那我的哭嘎巴呃不 အအတအဘေးနောက်ခုစအစစအစဟဘေးနောက်ခုဂျာအဂျေဂျာအဂျေဆိုရတဲ့အထွတ်မယ်ဟုတ်ပြီအဲဆိုတော့သူကကြတော့ဒီဩတရနဲ့ပေါင်းတဲ့ခါကျတော့ဝါဆွေးတာဝင်းမှုတက်တဲ့အတန်နဲ့ခပ်ပြရမယ်ဟုတ်ပြီဒါဆိုရင်ဩနဲ့ပေါင်းပြီးတော့ဩနဲ့ပေါင်းပြီးတော့ဘာလဲလာမယ်ဤဆိုရတဲ့တရအဲ့တော့ဤတရ အတန္တရာအတန္တရာဖြစ်တဲ့သူကလည်းအတန်ကတတန်ပဲအဲ့တော့ e ဆိုတော့တရကိုကြည့်အောင်အဲ့တော့ပေထဲမှာပါအာယာအောယော e ဆိုတဲ့အသွဲထဲမှာပါတယ်အာယာအောယော e ဆိုတဲ့တရအသွဲကကြောင့် b ရဲ့ဘက်မှာရေးမယ်အနောက်မှာရေးပေးရမယ်ဒါဆိုတော့ကြည့်အောင်အဲ့တော့ e ဆိုတော့အ b မှာအပေါ်ကပါခင်ဗျာလုံးကြီးတင်ဆန်ခတ်ထဲတာဒါဆိုအဲ့ဒီအတန်ကထွက်မယ်အဲ့တော့ e ဟုတ်ပြီဒါဆိုရင်ဂ e ဆိုပါတယ်ထွက်မယ်ဂ e အဲ့တော့လုံးကြီးတင်ဆန်ခတ်ထဲလိုက်တော့ g ဂာဤဂီနောက်နာဤနီနာဤနီနောက်ဒာဤဒီဒာဤဒီနောက်တစ်ခုရာဤရီရာဤရီမာဤမီမာဤမီနောက်ဘာဤဘာဤဘီဘာဤဘီဟုတ်ပြီနော်စာဤစာဤဘာလဲထမစီလို့ထမလား C ဆိုပြီးတော့မှမထွက်ဘူး။စာ E C လို့မထွက်ပါဘူး။စာ E ကိုဘာတန်းထွက်မလဲဆိုရင်အရှိမပြောခဲ့တယ်။စာကိုအတန်တရာနဲ့ပေါင်းရင်ဘာတန်းထွက်။ C လို့အတန်ထွက်လို့ပြောခဲ့။ဟုတ်မလား။စာ E ကိုဘာတန်းထမဲ C ဆိုပြီးအတန်ထွက်ရမယ်။အဲ့တော့အဲ့နေရာလေးမှာဒီလိုမျိုးလေးပြထားခဲ့မယ်။ဟုတ်မလား။စာ E ဆိုဘာတန်းထမဲ C လို့အတန်ထွက်ရပါမယ်။ C ဆိုပြီးတော့အတန်မထွက်ပါဘူး။တို့တို့မှာ C မရှိပါဘူး။အဲ့တော့စာ E ကိုဘာတန်းထမဲ C C ် SA she အဲအဲ့လိုမျိုးပေါ့နော် she ဆိုတဲ့အတန်းထွက်မယ်ဒါဆိုရင်တော့ ae ဘာလို့ထွက်မှာ ae e အဲ့တော့ a ကအတန်းမရှိဘူးဖြစ်လွယ်အတွက် e နဲ့ပေါင်းတဲ့အခါကျ either နဲ့ပေါင်းရင်သူ့ကိုလည်းဘာတမ်းမထွက် e တမ်းမထွက် ae e ဟုတ်ပြီနောက် ja e g ja e g ဟုတ်ပြီနောက် cha e chi cha e chi ဟုတ်ပြီဒါဆိုရင်တော့ kha e ki kha e ki ဟုတ်ပြီလားဆိုထာဤထီထာဤထီဟုတ်ပြီနော်ဖာဤဖီဖာဤဖီလို့တွေ့မယ်ဟုတ်ပြီလားဆိုနော်ဟာဤပါရံတွေ့မယ်ဟီဟာဤဟီလို့တွေ့မယ်ဟုတ်ပြီဟာဤကိုပါရံတွေ့မယ်ဟီလို့တွေ့မယ်ဟာဤဟီဟာဤဟီဟုတ်ပြီလားဆိုနော်ကဤဗန္ဓမေကီကဤကီနောက်တစ်ခုတဤတီ တာဤဒီနောက်ပဤပီပဤပီနောက်စာဤဘာလို့ထမလားစာဤစီလို့ထမလားစီမရှိဘူးတို့တော့မှစီမရှိဘူးစီမရှိဘူးအဲ့တော့စာဤရလဲဘာလို့ထွက်ရမလဲရှီဆိုပြီးအတန်ထွက်ရမလဲအဲ့တော့စာဤရလဲဘာလို့ထွက်မလဲရှီဆိုပြီးတော့မှအတန်ထွက်မလဲစာဤရလဲရှီလို့အတန်ထွက်မလဲအဲ့တော့ဒါဆိုရင်ဒီရဲ့စာဤရလဲရှီစာဤရလဲရှီဟုတ်နော်အတန်ထွက်တူတယ် ။ဟုတ်ပြီနောက်တစ်ခုကကြဤဗန်ခတ်မယ်။ဂျီကြဤဂျီလို့တန်းထွက်ပါမယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်အခုဒီမှာပြောသွားတာကဘာနဲ့ပေါင်းသွားတာ။ဂျီတွေကိုဘာနဲ့ပေါင်းတာ။ဂျီတွေကိုအတန္တရာနဲ့ပေါင်းတာ။အတန္တရာဖြစ်တဲ့မြင်းတချောင်းနဲ့ပါတဲ့အတန္တရာတွေ။အဲ့တော့အာအောโอ ooo e ဒီအတန်တရာတွေနဲ့ဒီဘီးတွေကိုဘီး၁၆လုံးကိုပေါင်းတဲ့အခါအတန်ပနတန်ထွက် အတန်တတန်နဲ့ထွက်မယ်အတန်တတန်နဲ့ထွက်မယ်အဲ့ဒီမှာမှတ်ရမှာဗာနဲ့ဗာနဲ့ဟောဒီကစာအီရှိနဲ့စာအီရှိနဲ့အတန်ပြောင်းတာလေးမှတ်ခဲ့ရမယ်ဘာလို့ဒီမှာအတန်ပြောင်းတာဘာမှမရှိသေးဘူးဘီးတွေကိုအတန်တရာနဲ့ပေါင်းအတန်ဘယ်နဲ့တန်တတန်နဲ့ထွက်မယ်အတန်တတန်နဲ့ထွက်မယ်အဲ့ဒီမှာအတန်ပြောင်းတာနှလုံးပါသွားရပါလေဆိုတော့စာအီရှိနဲ့စာအီရှိအဲ့ဒါလေးပါပါတယ်ဟုတ်ပြီလားဆိုလို့ရှိရင်ဒီသင်ခန်းစာမှာတော့ ဂျီနဲ့အတန်တရာနဲ့ပေါင်းပြီးတော့အတန်ထွက်တဲ့တင်ကန်းစာလေးကိုသင်ပေးခဲ့တာဖြစ်တယ်။ဒါဆိုရင်တော့နောက်ဗီဒီယိုမှာဂျီနဲ့ရတန်တရာနဲ့ပေါင်းတာကိုအဲ့တော့ဂျီနဲ့ရတန်တရာနဲ့ပေါင်းတဲ့တင်ကန်းစာကိုသင်ပေးမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီရဲ့ရှေ့မှာပါတဲ့ notes ကလေးကိုတေးချလိုက်မှတ်ထားမယ်ဆိုရင်အတန်ထွက်ရတာလည်းအဆင်ပြေလွယ်ကူမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ။